ားလုံးမင်္ဂလာပါလက်ရှိမှာဆိုရင်တော့ဥရောပကထိတ်တန်းလိကြီးတွေမှာဘလုံးရောင်တီကုံဆုံမှုကတဖြည်းဖြည်းနှိကက်လာနေကြပါပြီအချို့လိကြီးတွေမှာချန်ပီယံဖြစ်မဲ့အသင်းတွေကိုတသက်ကွက်ကွက်သိနေရပြီဆိုပေမဲ့အခုထိချန်ပီယံဆုအတွက်အဖြစ်မပေါ်သေးတဲ့တခြားသောလိတွေလည်းရှိနေပါတယ်အဲ့ဒီမှာအီတလီစီးရီးအရာဆိုရင်တော့ယခုဒီချန်ပီယံဆုတဲ့အဖြစ်မပေါ်သေးဘဲနဲ့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်။အရှိမာတော့အီတလီစီးရီးရဲ့အမှတ်ပေးစရာဆင်းသင့်တဲ့နေ့နေရာတွေမှာနာပိုလီနဲ့အင်နာမီလန်အသင်းတို့ကအပေါ်အောက်ရပ်တည်နေကြပါတယ်။ အဲ့ဒါမဲ့နှစ်သိန်းစလုံးကရမ87မက်စီတူညီနေကြပြီးတော့ဂိုးကွာချချက်အရာအင်နာမီလန်ကအဆင့်တစ်ကိုရောက်ရှိနေပါတယ်အီတလီစီရီအိမ်မှာချက်မြန်စုအတွက်ဒါမှမဟုတ်တမ်းမန်းစုံတဲ့ဆုံးဖြတ်တဲ့အခါမျိုးတွေမှာရမန်တူနေခဲ့မယ်ဆိုရင်တော့ဂိုးကွာချချက်ကိုသိကြည့်လို့မရှိပါဘူး။တကယ်လို့ရမန်တူနေခဲ့မယ်ဆိုရင်ပလေးအော့တပွဲကစားမယ်ဆိုပြီးတော့ဥပဒေပြဋ္ဌာန်းထားပါတယ်။တကယ်တော့ CBA ကဒီစီမင်းကို2022ခုနှစ်တုန်းကမှပြန်ပြီးတော့အသက်သွင်းခဲ့တာဖြစ်ပါတယ်။ ဂိုးခွာချာချက်ကဘယ်နေရာမှာရေးကြီးသလဲဆိုရင်တော့ဂိုးခွာချာချက်အตาရတဲ့အတင်းကပလီယော့ပွဲစဉ်ကိုသူတို့ရဲ့အိမ်ခွင်းမှာလက်ခံကစားခွင့်ရရှိမှာပါတကယ်တမ်းဆိုရင်ပြီးခဲ့တဲ့နှစ်တွေလုံးကစီးရီးယားမှာချန်ပီယံဖြစ်လာမယ့်အသင်းကအပြက်ပြက်တတကိုပေါ်ထွက်ခဲ့ပါတယ်။၂၀23ရာသီမှာဆိုရင်တော့နာပိုလီတင်းကမဲ16မှတ်တိဖြတ်ပြီးတော့ချန်ပီယံဖြစ်သွားခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကလည်းအင်နာမီလန်တင်းက19မှတ်တိဖြတ်ပြီးတော့ချန်ပီယံဖြစ်သွားခဲ့တာပါ။အဲကြောင့်ရာသီကုန်ကန်ဒီအထိချန်ပီယံဆုအတွက်အပြိုင်ဖြစ်တာမျိုးကမမြင်ရတာကြာပြီလို့လည်းပြောလို့ရပါတယ်။ လက်ရှိမှာဆိုရင်တော့စီးရီးရဲ့ဘောလုံးရသည်ကုံဆုံမှုကနားပွဲပဲလိုလိုတာဖြစ်ပါတယ်အဲဒီငါးပွဲစလုံးကိုနာပိုလီနဲ့အင်တာမီလန်နှစ်သင်းစလုံးကအာယုံဆိုင်ပြီးကစားသွားဖို့ရှိနေပါတယ်။ဒီငါးပွဲကစားပြီးတဲ့အချိန်မှာချန်ပီယံဖြစ်မဲ့အသင်းကပြပြတသားထွက်ပေါ်လာမလားဒါမှမဟုတ်ပလေးအော့ကစားတဲ့အထိတကယ်ပဲရောက်သွားမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာပါ။အချက်ဆိုရင်းစရာရှိတာကတော့အင်တာမီလန်အသင်းကပွဲကျက်နေတာဖြစ်ပါတယ်။ညမီလန်ချန်ပီယံလိမှာဆိုရင်တော့ဆီမီဖိုင်နယ်အဆင့်ထိလည်းရောက်ရှိထားခဲ့ပါတယ်။ အကြောင်းစီးရီးကိုပဲအပြည့်အဝအာယုံဆိုင်လို့မရသေးပဲနဲ့ချန်ပီယံလိကိုပါအာယုံဆိုင်သွားရမှာပါ။အနာမီလန်အသင်းရဲ့စီးရီးရဲ့လက်ချံပွဲစဉ်တွေရဆိုရင်တော့ရိုမာ၊အစ်စီမီလန်နဲ့လာဇီယိုစတဲ့အသင်းကြီးတွေနဲ့ကစားသွားဖို့ရှိနေပါတယ်။အနာမီလန်အသင်းပွဲကျက်နေတဲ့အနေအထားကိုနာပိုလီအသင်းကောင်းကောင်းသုံးချသွားနိုင်မလားဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ပွဲစဉ်၅ပွဲကျန်နေသေးတာကြောင့်ပလေးအော့ဖ်ထိရောက်ပါမလားဆိုတာတက်ရပြောလို့တော့မရသေးပါဘူး။တကယ်ပဲပလေးအော့ဖ်ထိရောက်ခဲ့မယ်ဆိုရင်တော့ပြည်သက်တွေကိုဖျက်ဖြစ်မှုပေးနိုင်တဲ့ပွဲကောင်းတစ်ပွဲလည်းဖြစ်လာနိုင်ပါတယ်။ အရှိအချိန်ဒီမှာတော့အီတလီစီးရီးရဲ့ပွဲစဉ်တွေဟာပိုဟမ်မင်းကြီးဖရန်စစ်ကွယ်လိုမှုကြောင့်ကမကမာတွေဖြစ်နေပါဗျ။တင်းကနေကစားဖို့စီစဉ်ထားတဲ့ပွဲစဉ်တွေကိုအနည်းငယ်ရွှေ့ဆိုင်းထားခဲ့ပြီးတော့ပိုဟမ်မင်းကြီးရဲ့ဇာပနာရှိနေသေးတာကြောင့်လာမယ့်စနေနေ့မှာကစားမယ့်ပွဲစဉ်တွေကိုပါထပ်ပြီးရွှေ့ဆိုင်းရအောင်မယ်လို့သိရပါဗျ။ဒါဒီကုန်ကန်နီးပြီဖြစ်လို့ဒီပွဲတွေကိုအမြန်ဆုံးပြန်ကစားနိုင်ဖို့လည်းစီစဉ်ရအောင်ပါ။ချန်ပီယံလူပွဲအတွက်အရေးကြီးနေတဲ့အချိန်မှာပွဲစဉ်စီရအပြောင်းလဲတွေကတက်ရောက်မှုရှိလားမလားဆိုတာကိုစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဆုံးနေကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။